ရပါတကားကိုဖြတ်၍ဝံဖြည့်တဲ့သည်အာနန္ဒာဇေတိတို့အသွားတွင်ရပါတကားအရှိဘက်ကရိုးရိုးလည်းမရှိကျုံလည်းကောနေပြီဖြစ်သည်ကိုင်းမြင်ကဖြတ်၍သွားခဲ့တော့လဲအပြန်နိုင်မှုရပါတကားကဖြတ်လျက်ရှေးအောင်ပကံမျိုးပြင်ဘတ်သို့ထွက်လာခဲ့သည်ခြေခါကဘေးနှဖက်ပေါင်းကူး၍ထိတ်တွင်ထုတ်ပေါက်ထားဟန်ရှိသည်ရပါတကားကြီးသည်ပကံခေလက်ရကျွင်းကြံမျှတာကြံရှိတော်သည့်ဒီခုအချိန်၌ပင်ဒုတယ်ကြီးမှလှသည်ဖြစ်၍ ရှေးခေတ်ပကံဤခိုင်မာတောင်းတင်းသော လုံခြုံရေးကိုပေါ်ပြနေပေသည် ပကံမင်းဆက်34ဆက်မြောက်ပြင်ပြမင်းတိဆောက်ခဲ့သည်ဟုဆိုသော ပကံမျိုးရိုးတကမာကြီး17ပေါက်အနံတရပါတကားသည်ယခုခါတွင် တခုတည်းကြံရှိနေသော ပကံမျိုးအဝင်မျိုးတကားကြီးဖြစ်သည်အရှေ့မျက်နှာမျိုးရိုး၏လယ်တွင်တိဆောက်ထားသောတကမာကြီးဖြစ်သည်တကမာကြီးပြင်နိုင်ရန်အပေါ်ဘက်ပပတ်လည်နိုင်အင်္ဂလိပ်ဘလူးပန်းဆွဲနှင့်ပလဲကုံပန်းတမောလက်ရာများကိုတွေ့ရသည် ကောင်းဝတစ်ဖက်တစ်ချက်၌နတ်ကုန်းကူငယ်နှစ်ခုရှိသည်။ယင်းနတ်ကုန်းကူငယ်နှစ်ခုတွင်နတ်မောင်နှမရုပ်တူနှစ်ခုရှိသည်။တကားဝအဝင်လက်ဝဲဘက်ကနတ်ကုန်းကူငယ်မှတန်ငယ်နေသည်။ယင်းနတ်ကုန်းကူငယ်၌မောင်တော်နတ်ရုပ်တူရှိသည်။လက်ရဘက်နတ်ကုန်းကူငယ်ကဝဲဘက်နတ်ကုန်းကူငယ်ထက်မြင့်ပြီးယင်းနတ်ကုန်းကူငယ်၌နှမတော်ရုပ်ထားသည်။ပကံရာဇဝင်များ၌ပြပတကားတွင်ငါတပါတဲ့နတ်ဆောင်ရသည်ဟုဆိုရှိတော်လဲ။ အောင်လူတို့သည်တရပါတကား၌မဲမာဂေရီနတ်မောင်နှမ၏နတ်ကုန်းပူနှစ်ခုကိုပြုလုပ်ထားကြသည်တရပါတကားသည် နော်ထာမင်းကြီးနိုင်ပါဆန်ကံတော်ကုန်ကန်းနှင့်လည်းဆက်ဆက်မှုရှိနေသည်နော်ထာမင်းကြီးသည်ဒဲရင်ကိုခရိုင်၌ဆယ်မြောင်းကံချောင်းတို့ကိုတူးဖော်လျက်ယာယီတဲနန်းတွင်ဆန်နေစဉ်ဟူယာဖြူဟူယာညူတို့ကဗျင်မင်းကြီးအားပကံပြန်မြောက်ခင်နိုင်ပါဆန်ကိန်းရှိသည်ဟုနားတော်လျှောက်ကြသည်နော်ထာမင်းကြီးသည်ဒါကြမှန်ရှာပြီးလေဟူရာဖြူဟူရာညူတို့အားတန်ချေချင်းခတ်လျက်အချင်းချထားလိုက်သည် ထို့နောက်စင်ကလေးပါနဲ့တကွစင်ပြူတော်တန်ပြင်းစွာကိုစီးလျက်နေပြီးတော့ပကံတို့ပြန်လာသည်ပကံအရာတရပါတကားအဝင်မုတ်ဆိုးတယောက်ကအောင်တာမြစ်ချိန်၌ကျော်ရံတကောင်ပြည်သူပြည်သားများကိုရံပြုနေသည်ဟုနားတော်လျှောက်သည်ဖြစ်၍တရပါတကားတွင် စင်ပြူတော်လက်ရလက်တစ်ဖက်ဝင်ပြီးကမှထိုကျော်ရံကိုငါစင်နှင့်တိုက်တက်မည်ဟုမိန့်တော်ရှိလျက်ခောက်ကူခိုင်အောင်တာမြစ်ချိန်သို့ချီလေသည် အောင်သာမြစ်ခြေရောက်တော့ကျွေးရိုင်းနဲ့ပတ်ပင်းတွေ့၍စင်ပြူတော်တန်ပြင်းစွာကိုချုံးဖွဲ့၍လွတ်လေသည် ကျောင်းကဆင်းတော်ထက်ကဘယံမင်းကြီးကိုလှမ်းခတ်သေးတယ်။ဘယံတော်ထားသည်လိုင်းပါဆန်ကံတော်ကုံရလေသည်။ဒရဘာတကားအဝအတွင်ဝင်ပြီးကမှဒီတကိုရံပြုတ်နေသည့်ကျောင်းကိုအိမ်နှင်းတက်ဖြတ်လို့တော့ကြောင်းကံတော်ကုံရရှာလေသည်။ဘဂခီးတဲ့သည်ဒရဘာတကားမှထွက်လာခဲ့ပြီးရှေးဘက်ကိုမျောကြည့်လိုက်သည်။ရှေးဘက်မလမကန်းလာတိုင်းချုပ်ဖျားကိုကူးမြင်ရသည်။နောက်ပိုင်းဗကံပြားလိုက်တို့ဗကံခီးတဲ့ရောက်သွားသောအခါရတဲ့ထဲတွင်ထားသောကြောက်စာများတဲ့တွင်တန်းချုပ်ကူဖျားမှရရှိသောကြောက်စာတစ်ချက်ကိုတွေ့ရသည် ဲချုပ်ဖျားအနီးအနားတဝိုင်း၌ခြားဖျားများလည်းရှိသည်သရပါရကားများဖွင့်၌ညာဦးမှလာသောလမ်းနှင့်သရပါအထွက်လမ်းဆုံသောလမ်းရှိသည်အနောက်ဘက်ခတ်ယုံယုံ၌ပန်းကြံလေးတစ်ချံပြုတ်လုထားသည်ကိုတွေ့ရသည်ဝန်ခီးတဲ့သည့်အနောက်ဘက်ဥတီ၍လျှောက်လာသည်တရားရီမြေအတွင်းမှရေစက်ဖြင့်ရေသွင်းထားသည်ဖြစ်၍ရေပြင်းနေသောကျုံထိပ်၌ရိန်မာလေးစိတ်ဟူသောဆိုင်းဖုတ်ကိုတွေ့ရသည်အပြင်ကကျုံထဲတွင်ရေလည်းမရှိကျုံထိပ်ကရိန်မာလေးစိတ်လည်းမရှိပေယခုကျုံထဲတွင်တရားရီမြေအတွင်းမှ ပိုက်ဖြစ်သွေးယူရရှိထားသောရေရှိနေပြီဖြစ်၍ဂံမျိုးရအပြင်ဘက်ကကျုံသည်ကျုံဤအတွင်တစ်ဖန်ပြန်ဆောင်နေပြီရိန်နမလှေစိတ်၌အေးတစင်းမှရှိပြီဒရာရန်ရိန်နမသည်ပကန်းတင်ကေတာတစ်ခုဖြစ်၍ရိန်နမလှေစိတ်သည်ရှေဟောင်ပကန်းခေတ်ကိုပြန်ပြောင်းတရိယာစေသည်ရိန်နမသည်နော်ထာနှင့်ကျန်ဆက်သားတို့တုံးပြူသောလှမ်းဤမည်ဖြစ်သည်လက်တကိုနှိမ်နှင်းသောလှမ်းဟူ၍အိဗ္ဗေရသည်ဩတာပကိုးတွင်ဂျွန်းစစ်သည်တို့ခြီလာ၍ဩတာမင်းကစစ်ကူတောင်းသောအခါ နော်ထမင်းဒီကျဆက်သားငထွေယူငလုံးလက်ဖဲညာဦးဖီမှုရှိသောစစ်တပ်ကိုဆေလွတ်လိုက်သည်စစ်ပွဲတွင်ရန်သူကိုချေမှုန်းပြီးပြည်တော်ပြန်လာသောအခါဥဒမင်းကဂျေဇုဆက်သည့်အနေဖြင့်သမီးတော်မနီဆန္နာကိုသူရဲကောင်း၄ဦးလက်ထဲအပ်၍နော်ထမင်းကြီးထံဆက်သလိုက်လေသည်ဒိုင်းကီတွင်ကျဆက်သားနှင့်မနီဆန္နာမင်းသမီးတို့ညီဆွမ်းကြသည်နေပြည်တော်ပြန်ရောက်သောအခါထိုသတင်းကိုနော်ထမင်းကြီးနားပေါက်ကြားသွားသည်ဖြစ်၍ဒေမင်းကြီးသည်ကျဆက်သားအားကြိုးနှင့်တုံ့နှောင်စေပြီးလေ လက်သုံးသောရိန်းမှလှမ်းဖြစ်ထိုးတက်လေသည်ရဆသားကိုမထိုးမိပဲဂျိုးကိုထိုးမိသောအခါဂျိုးပြတ်သွားသည်ဖြစ်၍ရဆသားသည်ရိန်းမှလှမ်းကိုကောက်ယူပြီးပြေးလေသည်အာရာမင်းသည်တတခဏရကိုကျက်စစ်သားနောက်လိုက်၍ဖမ်းခိုင်းသည်ရဆသားအောင်သာဖက်ကလားကြောင်းသို့ပူပြေးသည်ရဆသားနောက်လိုက်ကြသောတတခဏရသည်ကျက်စစ်သားကိုတွေ့တော်လဲအဖမ်းဝဲပဲကျက်စစ်သားအိမ်မှဖမ်းမိဟုခြုံထဲကစောင့်နေသည်ရဆသားသည်ခྱི་ပန်းပြီးအိမ်ငိုင်လာသည်ဖြစ်၍ တောင်းတစ်ခုတည်းတွင်အိမ်မီဟုလံကိုမြေကြီးတွင်ဆိုက်လိုက်သည်ပြီလံကမြေကြီးတွင်ဆိုက်မလေးပဲလဲကျသွားသည်ဒါသာမန်ရှာသွားသောကြံစစ်သားသည်ရိမာလံကိုချုံမုတ်ထဲပစ်လိုက်လေသည်ရိမာလံသည်ကြံစစ်သားကိုဖမ်းဖို့စောင့်နေကြသောတပ်သား900ကိုဒီတာတစ်ခုနှင့်တီတကက်တို့တယောက်ပြီးတယောက်ထောက်ချင်းပေါက်သွားဆိုင်နေလေသည်အစသားဒီရိန်မာလှံကိုယူပြီးခီးဆက်ရမြောက်ဖက်ကြောင်ဖြူအရရောက်သွားပြန်သည်။ကိုအရ၌မတိတူမနှင့်တွေ့သည်။မတိတူမနှင့်တွေ့ခန်းတွင်လည်းရိန်မာလှံသည်အခရာဖြစ်နေသည် ်ရင်းတို့အဖြစ်ရိန်မာလှန်သည်ပကံတိဆောက်သူပကံမုံမှန်သူဘယင်းနှစ်ပိုက်တူလာတက်သည့်တင်ကေတာဖြစ်နေ၍ရိန်မာလှေစိတ်ဆိုင်းဘုတ်ကိုတွေ့ရသောအခါပကံခေဟောင်းကိုပြန်ပြောင်းတရိယနေမိသည်ပကံခေတဲ့သည်အနောက်ဘက်သို့ဆက်လက်လျှောက်သွားသည်ရဝဲဘန်း၌စီစဉ်ခြင်းမရှိသောရေတိကျုံရှိနေသည်။အရာဘန်း၌လေးကြပေါင်းနေဟန်ရှိသောပြောင်းဆန်ဒေါကြီးရှိနေသည်။ပြောင်းဆန်မင်းများကြားထဲတွင်ဇေဒီပထိုးပတ်များကိုကိုနေရာတစုဒီနေရာတစုတွေ့နေရသည အဝေးတနေရာမှာအာရချိုအေးသောဂျိုးပူတန်းလေးကိုကြားနေရသည်။လက်ဝဲဘက်ကျုံပေး၌ကပခိုင်မျိုးရိုးကစီမိုးထားသည်။ရိုးကြပျက်စီးသွားသောမျိုးရိုးကိုလည်းမျိုးတရံပေါ်အောင်ပြန်လည်မောမှန်ထားသည်။ရန်ဒီဇာကစာတင်တီဆောက်ခဲ့ပြီးပကံပင်အဆက်ဆက်ပုံမူခိုင်ခတ်အောင်ထပ်ဖြည့်မောမှန်ထားခဲ့သောပကံမျိုးရိုးသည်ဒီခုအခါတွင်ချိုနေရာ၌သာမျိုးရိုးတပွဲရှိနေပြီးချိုနေရာ၌ကအုပ်ပုံဘဝသို့ရောက်နေကြပြီ။အဘိညုံကျောင်းဝိအရှိတောင်ဘက်မျိုးတောင်း၌ ေဟိုးပုံတရံကိုအတော်အသင့်တွေ့ရနိုင်သေးတော့လဲအရှိတောင်တောင်းမှအနောက်ဖက်တို့လာတော့မျိုးရုံးမှန်ဖြောင်းဖြောင်းတန်တန်မရှိတော့ပေ။ဤမြောက်ဖက်မျိုးရုံးမှလည်းအရှိမြောက်ဖက်၌မျိုးရုံးတရံကျန်ရှိနေသေးတော့လဲအနောက်ဖက်အရာဝတီကမ်းခြေနီးသွားတော့ခါမျိုးရုံး꽌ပြောက်သွားပြီဖြစ်၍ခင်တန်းလေးများကြားတဲ့ကဒိုးရှိုပေါက်မျိုးတွင်မျိုးပင်ဝင်ထွက်သွားလာလို့ရရနေပြီ။ဗရန်ရှိတဲ့သည်ဆက်လက်ရှောက်လာတော့ခါတဏျာ၌ကျုံးထဲကရေကိုလာခတ်နေကြသောကလေးမလေးများကိုတွေ့ရသည်။ သူတို့ရေခတ်နေသောနေရာမှာရေစိုက်ကလေးဖြစ်နေသည်ရေချသောရက်ွက်မှဖြစ်ဟန်လူသည်တယောက်ဒီမြစ်ထဲသွားခတ်ရမှာခီးလှမ်းသည့်ဖြင့်ညီနီနာနာကျုံးရေကိုခတ်ယူသုံးဆွဲကြခြင်းဖြစ်ဟန်လူသည်လန်ခီးတဲ့သည့်အနောက်ဖက်အယောက်ဒီမြစ်စီသို့ဆက်လက်လျှောက်လာသောအခါမြင်ကမြောက်ခင်တဖာလုံးမရှိတရှိလောက်တွင်ကတိပညာဒေဝဂုရုကြောင့်ဟူသောစိုင်းဖုန်ကြီးကိုတွေ့မြင်ရသည်တယောက်ဒီမြစ်စိတ်အစင်းလမ်းမှာကျောင်းဝင်းထဲကဖြတ်သွားရသည့်ဖြင့်ကျောင်းဝင်းထဲဝင်လာခဲ့သည် ရောင်းဝင်းတဲကိုအရှိနှစ်အနောက်ဖောက်ထားသောဇင်းကြံလန်နှစ်လမ်းပေါ်၌ဒဇုံတစ်ခုသောနေရာသို့ဥတီကြံမထားဘဲခောက်တုတ်ခောက်ပြန်ရှောင်နေကြသောရဟန်းတော်နှစ်ပါးသုံးပါးနှင့်မျိုးသားအမျိုးသမီးအစိတ်30လောက်ကိုတွေ့ရသည်ထိုရဟန်းတော်များနှင့်မျိုးသားအမျိုးသမီးများမှတရားဝင်နေကြသောယောဂီများဖြစ်ကြသည်ကဘာမြေသည်တခါတရံစစ်ဘေးစစ်တံတည်ပြီးခါတရံ၌ငိမ့်ချရေးရောင်ကြီးတွမ်းခဲ့သည်ဤနေမည်ဤဒေတာဤပထဝီမြေကြီးသည်လည်းစစ်နှင့်ငိမ့်ချရေးနှမျိုးစလုံးကိုကြုံခဲ့ရသည် ဗန်ခေတ်ကလည်းဤနေမည်ဤဒေတာ၌ငញ្ញရင်ရောင်ကြီးတိုင်းတကဲ့သို့စစ်သွေးစစ်ရာလွှမ်းခဲ့သည်ဤနေမည်ဤဒေတာ၌ပင်ရှင်ရဟန်ခြေရာချင်းထက်ခဲ့သည်ဤနေမည်ဤဒေတာ၌ပင်လံကန်စစ်တီတော်များဓာကန်စစ်တီတော်များခြေလှမ်းပြင်းပြင်းနေခဲ့ကြသည်မြာဤနေမည်သည်ပင်ကျက်စသားနှင့်ငရမန်ကန်းတို့ရုံ၌အားပြိုင်တော်တိုက်ပွဲဤစစ်တလင်းဖြစ်ခဲ့သည်ဤနေရာဤနေမည်ဤဒေတာသည်ပင်ဘယင်နာတိဟပတိလက်ထ၌ယူကျော်တာယာစစ်သားများ ဝင်ငွေသွားခဲ့တဲ့နေရာဖြစ်ခဲ့သည်ဒုတိယကမ္ဘာစစ်အတွင်းကလည်းဤမြင့်ဤချောင်းမှာပဲစစ်သည်မောများစုံကြီးစံကြီးလုပ်ခဲ့ကြသည်ဒီဒေတာဤမြေကြီးကိုပဲလန်စွတ်တက်တနက်ကင်စစ်သားများစစ်ဖနှက်ဖြင့်နေခဲ့ကြသည်ဒီခုချိန်၌မူဤနေမြေဤဒေတာသည်ငင်းချရေးနေမြေဖြစ်နေပြန်သည်ဒေတာသည်မြေကမ်းမကရေစုပ်ဆက်နှင့်ရေလောင်ကန်ပေးမှမြစ်စိတ်သို့ဆင်းလာခဲ့သည်မြစ်စိတ်တဲမြေတွင်ရက်လျက်အနောက်ဘက်သို့ညှော်ကြည့်လိုက်သည်ဘယ်သူနှင့်စီစဉ်နေသောအေရီမြစ်ပြင်တွင် ဆက်တက်လေးကလေးများသွားလာလှုပ်ရှားနေကြသည်ဟိုမှာဖက်ကန်း၌မှုကြားနေ၏ကြောင်ကြီးအောက်တွင်မတဲမကွဲမြင်နေရသောတန်းကြီးတောင်နှင့်တန်းကြီးတောင်ပေါ်ကဇေဒီတော်သည်တရားရည်မြေအတွင်သွားလာလှုပ်ရှားနေကြသောရေလံခရီးသည်များအားတရားရည်၏တိုက်ကျွေးနေပြီးတကယ်သို့ထင်ရလေသည်